တင်ဆက်သူမဆန္နာပါဖြည့်ရမှန်ဇလံကောင်းများနဲ့စိတ်ဝင်စားပွဲမှုခင်းဇလံကောင်းများကိုနေ့စဉ်မပြတ်တင်ဆက်ပေးနေတဲ့ AMU YouTube Channel ကနေကြိုဆိုလိုက်ပါရရှင်ဒီနေ့မှာတင်ဆက်ပေးမယ့်ဇလံကောင်းဒီကိုလေခံစားနားဆင်အားပေးကြပါရှင်ဂရင်းပြတ်ကြောင်ရိုက်နဲ့တောင်မှန်ကျူစီရန်တန်တကားဖွင့်တန်တော့ပြန်ခတ်တန်အစုံမှာ တက်ဦးလူသေးဆိုရဲကြံစီထွန်းနိုင်ရဲ့လက်ယုံဖြစ်တဲ့ထွန်းထွန်းရဲ့တရင်ပို့တန်ကတိတ်ဆိတ်ငြိမ်သက်နေတဲ့အခန်းတစ်ခုလုံးဟိမ့်ထွက်လာရီစေဘော်လေးဇိန်ခံပြီးဖွာရှိုက်နေတဲ့ကြံစီထွန်းနိုင်က လူသေးဆိုသူကိုတချက်ဝီဝိုက်ကြည့်လိုက်တဲ့ထို့နောက်တော့ပုံစံပြထားလိုက်လို့ခက်ပြက်ပြက်ပြောလိုက်တဲ့အခန်းတွင်းရှိအချုပ်သားအလုံးကတော့ဝင်လာတဲ့လူသေးတရခံကိုဝိုင်းကြည့်နေကြရီး တောင်းတောင်းဆိုတဲ့ဂကင် အချက်စီမှတန်ချောင်းခောက်တန်ကဆနှချက်တီတီကြားလိုက်ကြရီအခန်းလေးအလုံးကောင်းပါရီအခန်းကအလုံးအခြေအနေကောင်းပါရီစသဖြင့်15မိနစ်တကြိမ်အခန်းလိုက်သတင်းပို့တန်ကစူညံစွာတကံမီတကံထွက်ပေါ်လာရီအခန်းဆက်နှစ်အပြီးမှာပြန်လဲတိတ်ဆိတ်ငြိမ်သက်သွားရီတန်းစီပုံစံပြပြပါပြီခေါ်လာခဲ့ သူ့ရဲ့စကားဆုံးမှာလူလက်ပိုင်းအွယ်အမျိုးသားတယောက်တန်စီထွန်းနိုင်ရှိကိုပုံစံအနေထားနဲ့ရောက်လာရီထိုင်သူ့ရဲ့စကားဆုံးမှာလူသေးကပုံစံအတိုင်းတန်စီထွန်းနိုင်ရဲ့ရှိမှာထိုင်နေတန်စီထွန်းနိုင်ကလူသေးကိုစူးစိုက်ကြည့်လိုက်တယ်လူသေးကတန်စီထွန်းနိုင်ရဲ့အမိန့်ကိုရတော့လက်လက်ဆက်ဆက်သင်ကန်းစာအရာခေါင်းကုန်ထိုင်နေတယ်တတ်တာ တန်းစီရဲ့အမေရှာမှလူသေးကတန်းစီကိုမော့ကြည့်လိုက်တဲ့ဒူအခါရဲတင်းဆူရှာတဲ့တန်းစီရဲ့မျက်လုံးကဆူရှာတောက်ပြောင်ပြီးသိန်းငတ်တကောင်ကဲ့သို့ရဲရင်လင်းမြန်မှုတို့ကိုလျှက်တစ်ပြက်တွေ့မြင်လိုက်ရတော့သူ့ရဲ့ခန္ဓာကိုယ်ကရုတ်တရက်သွေးလေပတ်မှုများရတန့်သွားသလိုခံစားလိုက်ရပုံရှာရင်းဘာမှမဟုတ်လေလူသက်မှုပါမေကွန်းကပြတ်သားသလိုဖြေသူကလည်းတူတောင်းတီးကြတယ် အခန်းအတွင်းမှာအချုပ်သားအလုံးငြိမ်သက်ပြီးနားထောင်နေကြ၏။ဩမင်းကလူသက်သမားကိုကြိုက်တယ်ကွာနမေတင်ထုံးမှာဘသူ့ကိုတတ်ခဲ့တာလဲဈေးရောင်းပေါ်အမျိုးသမီးတဦးကိုကျွန်တော်တတ်တယ်လို့ထင်ပြီးတော့ဖမ်းပို့တာပါအဲ့ဒါကရဲကိစ္စတရားရုံးကိစ္စရုံးရောက်မှထုချေမိုက်လိုပဲတတ်တတ်မတော်တဆပဲတတ်တတ်မင်းသိထားဖို့ကဒီအခန်းထဲကလူအလုံးကလေမင်းရဲ့ရှင်လူတတ်ခဲ့တဲ့လူတွေကြီးပဲနားလေလား ဟုတ်ဟုတ်ကဲ့ဒီတော့မင်းမိုင်မဲခဲ့တဲ့မိုက်ကုံမင်းရဲ့တန်းတိုင်းအပြင်ကဂုံပုတ်တွေကိုအချောက်ထောင်ဘူးဝမှာချိန်ထားခဲ့မင်းလက်ရှိဘဝကတရားခံတရားခံဆိုတာတရားခံလို့နေရမယ်အချောက်ထောင်ရဲ့စည်းကမ်းကိုတက်သွေးမသိမ့်လိုက်နိုင်ရမယ်အချောက်ခန့်ဆိုတာထမင်းစားလေတီနေရအိတ်လေတီနေရဒီတော့ကိုနေတဲ့နေရာကိုတန်ရှင်းအောင်ဂယုစိုက်ပါအိမ်သားရေလောင်းအိမ်သားတစ်ခါတက်ရင်လေးကွက်ထံမနေလောင်းပါထမင်းစားတဲ့အချိန်အိမ်သားမတက်ပါနဲ့ ညာဘက်အလဲကျကင်းဆောင်ရမယ်။အခန်းအခြေအနေကောင်းကြအောင်အားလုံးကြအောင်ဩပြောရမယ်။ကင်းချိန်မှာနှစ်ယောက်တစ်ယောက်ကအခန်းမှာထိုင်ဆောင်ပြီးတော့အပြင်ရောအတွင်းမှာအခြေအနေကြည့်ရမယ်။အကြောင်းထူးရင်ငါ့ကိုသတင်းပို့ရမယ်။ဒါရီကိုနားလေလား။နားလေပါတယ်တန်းစီ။မင်းရင်ကဧည့်သည်လာရင်ပြောပြ။အခန်းအတွက်မင်းတို့ယောဂကင်းအောင်တန်ရှင်းကားတို့ပြီးတော့မင်းတို့ချင်းမကိုက်အောင်တယောက်ကရက်ဖို့တပြက်စည်းဝယ်ဖို့စားရိတ်ကိစ္စတွေအတွက်ပြောပြပါ။ ကျော်ထက်တဲ့ပစ္စည်းတွေလုံးဝမကင်မှုငါမတိပဲစာရေးတာတို့အခန့်အတွင်ကိုငွေခိုးသွင်းတာတို့လုံးဝမလုပ်ပါနဲ့မနဲ့သတ်မှတ်တဲ့အချိန်ကိုထတန်ရှင်းရေးလုပ်ပြီးရင်တက်ဆိုင်ရာကတာဝန်ပေးတဲ့အလုပ်ကိုလုပ်မနဲ့၈နာရီမှပုံစံထိုင်ရမယ်အထက်ကညွှန်ကြားချက်ကိုနားထောင် ရုံထုတ်ရုံသွင်းကိုယ်အလက်မပါသေးရင်အေးအေးနေညဘက်ဖျားရှိခိုးရမယ်မနဲ့တခါရှိခိုးရမယ်သတ်မှတ်တဲ့အချိန်ထမင်းလာတောင်းရင်စည်းကမ်းရှိရှိတန်းစီပါဒါအကြံဖြင့်မယ်မင်းလိုက်နိုင်ရမယ်အချက်တွေပဲ ဟုတ်ကဲ့ပါတန်းစီကဲမင်းခဏနားတော့ခရိုင်အချုပ်ထောင်ပိသားစွာနဲ့အင်္ဂလိပ်လက်ထက်ကလေးကတိဆောက်ထားခဲ့တဲ့အချုပ်ထောင်ဖြစ်ပါတဲ့အခန်းပေါင်း15ခန်းရှိတဲ့တိအခန်းကဧတွေ့နှိအခန်းကအထူးခန်းသုံးအခန်းကစတုပစ္စည်းခန်းလေးအခန်းကအမျိုးသမီးများသီးသန့်ခန်းငါးအခန်းမှာစတိအခန်းတို့ကယောက်ျားတိအခန်းများအခန်းဆနှစ်ကတာဝန်ရှိသူများ အပြည့်ဖြစ်လာရင်ထားတဲ့အခန်း အခန်း73ကအရေးပြမကောင်းသူများတည်တန့်အခန်း73 74အခန်းကအထွေထွေ အခန်းအပေါ်ထက်မှာတာဝန်ကျရဲသားများနဲ့ရုံးခန်းစသဖြင့်ဖွဲ့စည်းတိစောက်ထားခြင်းဖြစ်ပါသည်တန်စီထွန်းနိုင်ကအခန်းကားမှာတန်စီဖြစ်သည်လို့အကျောက်တောင်တစ်ခုလုံးရဲ့တန်စီကျုပ်ဖြစ်သည်ဒုတိယတန်စီကျုပ်က မောင်ကိုကြီးဖြစ်သည်အခန်းလေးကအမျိုးသမီးအချုပ်ခန်းဖြစ်ပြီးအထူးသတိထားရ၏တင်ထွန်းဗျာတန်စီဆေးလိတ်တောက်တက်လာ ဟုတ်ကဲ့တောက်တတ်ပါရဲ့စေးပေါလိုက်ပါသလားမပါဘူးခမဒါဆိုရော့စေးလိုက်လာယူတန်းစီထွန်းနိုင်ကအတွေ့အကြုံရင်းချက်သူပြီးပြီးတင်ထွန်းကိုကြုံတွင်လိုက်တဲ့တင်ထွန်းကစေးလိုက်တောက်ချင်နေကြောင်းသိတယ်ဒါကြောင့်စေးလိုက်တလိုက်ပြီးရင်ကဲမင်းဖြစ်ခဲ့တဲ့အကြောင်းကို ပြော့ပြစမ်းအော်ဟုတ်ကဲ့ကျွန်တော်ဖြစ်ကတော့ဒီလိုပါတန်းစီတင်ထွန်းရဲ့ဇာတိကငဘဲမျိုးနယ်အတွင်းကရွာလေးတရွာဖြစ်ပါရဲ့ ငယ်စဉ်ကလေးကလက်ဝိဝါဒနာပါရီထိုကြောင့်ဦးလေးဖြစ်သူနဲ့လိုက်သွားခဲ့ပြီးဓာပိန်ဘက်မှကြောင်းနေရင်ဦးလေးဖြစ်သူတင်ကြပြီးတဲ့လက်ဝိပေါ့စာလေးကျင့်ကျွမ်းကျင်ခဲ့တယ်။တင်ထွန်းထိုးတက်ခဲ့တဲ့လက်ဝိပွဲမျိုးအနက် ပြိုင်ဘက်ကသူ့ရဲ့အရွှေပြောင်းလှင်မြန်မှုနဲ့ဘေးရိုက်ချက်လက်သည့်ကြောင့်အလဲထိုးခံရပြီးအရှုံးပေးရတာကများ၏။ဒီ၍ဒီမြပြင်းထန်တဲ့လက်သည့်ပိုင်ရှင်ဖြစ်အောင် လေးကျင့်ထားသူဖြစ်တဲ့တိုင်းချမ်ပီယံလေးဖြစ်ခဲ့တဲ့ ထို့နောက်အကြောင်းကြောင်းသောအကြောင်းတို့ကြောင့်စာဝဲနေရေးအတွက်ဆန္ဒပွဲဈေးသိပ်ဘဝကို ရောက်ခဲ့သည်ဈေးရောင်းရင်းနဲ့မတင်များနဲ့အိမ်ထောင်ကြပြီးသားယောက်ျားလေးတဦးရရှိသည်ဈေးရွာဖျားငယ်လေးများမကြမ်းလိုက်ပြီးတော့ရောင်းရတော့အိမ်သိပ်ပြီးနေချိန်မရခဲ့နှစ်ချီပြီးကြာလာတဲ့အခါဇနီးဖြစ်သူမတင်များကတခြားယောက်ျားတဦးနောက်ကိုလိုက်သွားသည်တင်ထွန်းပြန်လာတဲ့အခါခြေရလေးပြောင်းရေလဲနောက်ဖြစ်ခဲ့ရသည် ဒီလိုနဲ့ပြောပွဲမျိုးအနီးကြေးရွာတကူရဲ့ဖျားပွဲငယ်လေးမှာဆန်နပွဲဈေးသိတင်ထုံနဲ့တန်တန်းတို့စုံစည်းကြရီတန်တန်းက12နှစ်အရွယ်သမီးငယ်နဲ့တူတောရွာဖျားပွဲများမှာစာကလေးကိုဖောက်သိယူပြီးရောင်းနေပြန်ကြသေးတဲ့အူဖြစ်ပါရီတင်ထုံကတောကြိုက်အလားကုန်ရောင်းသူတင်ထုံကအရင်နီးများရီကိုပိုင်ငွေနဲ့ရင်းနိုင်သူတန်တန်းကတော့နေပြန်ပေးယူပြီးရောင်းတဲ့အခါရှိသလိုမရောင်းတဲ့အခါလည်းရှိတယ် ခတ္တာကသားမေနှစ်ယောက်စာစီကပုံမှန်ကုန်နေလင်ဖြစ်သူအောင်ဆိုးရှိစဉ်ကတော့သားမေသားဖသုံးယောက်လောက်အကြောင်းအခြေအနေကောင်းခဲ့ပေမဲ့မနှစ်ကနှွေးမှာစင်မြူတောင်ဖျားပွဲမှာအောင်ဆိုးပိုးထီဆုံးပြီးကလေးကဘဝအခြေအနေကတိတိတသားရိုင်းလာခဲ့တယ်။ဘဝရိုင်းတော့လေတန်တန်းကအရွေတင်နေ40ဆိုပြီးမှလုံကြီးပေါလာမျက်လုံးပြူပြူညနာဝိုင်းဝိုင်းနဲ့ပူရီသားတို့ဆွဲမှတ်ခြင်းတပွဲ ရုပ်ရည်ကိုပိုင်ဆိုင်ထားသူဖြစ်တဲ့ ဒီတော့လေပွဲစည်းကင်းမှာနေစဉ်တွေ့မြင်နေကြရတယ်။တဦးထားကိုတဦးကတိနေကြတယ်။စာကလေးကိုကိုမကြိုက်ပေမဲ့တန်းတန်းကိုကြိုက်မိတဲ့တင်ထွန်းနဲ့တင်ထွန်းရဲ့အလှကုံတွေကိုမကြိုက်မိပေမဲ့တင်ထွန်းကိုအားကိုးချင်တဲ့တန်းတန်းတို့ဇပွဲနောက်ဆုံးနေ့ညမှာတင်ထွန်းနဲ့တူသူတို့သားမိနှစ်ပါးတော့အပြီးအတူတူပွဲကိုမကြည့်တန်းတန်းကိုပဲကြည့်တယ်တန်းတန်းကလည်းကြည့်တယ်နောက်တစ်ခုခုစားဖို့ဝယ်မယ်လို့အကြောင်းပြပြီးပွဲခင်းတဲ့ကထွက်လာခဲ့ကြတယ် ဒီလိုနဲ့သူတို့နှစ်ဦးဇလန်းစားမိသွားကြရိအစားရှိတော့လေအနောင်နောင်ဆိုတာလိုဖြစ်သွားရိနောက်ဒီရွာဒီဆက်ပြီးရင်ဘေရွာကဘေဖျားပွဲမှာဘေဇက်ဝင်မလဲစုံစမ်းပြီးသားအတူသွားရောင်းနေအတူစားကြရိအတူအိတ်ကြရိဒီညာပွဲပြီးရင် မနက်လေဝေးကို ကူးကြမိညာကအေးအေးပြတ်တာကိုအကြောင်းပြုပြီးတင်ထွန်းကဈေးပေါင်ကျိုးတဲ့ပွဲစည်းခင်းလက်တန်ဆိုင်မှာဆောင်ရင်အရက်တော့နေစဉ်တမိငယ်လေးကလာခေါ်တဲ့ ကွင်းလေးကြိုက်သူ တောင်ငူပုတ်တယ်လို့ဖြစ်သွားတယ်။တင်ထွန်းကထလိုက်သွားတယ်။တန်းတန်းစီကိုရောက်တဲ့အခါအကိုဟိုအကိုကိုလေးအရေးကြီးတာပြောမလို့ဟုတ်လားပြောလေပွေစီကင်းထဲမှာပြောလို့မကောင်းဘူးတနေရာကိုတော့ပြောရအောင်နော်မျက်လုံးဝိုင်းဝိုင်းလေးကို တောင်းကပ်ပြီးပြောလိုက်တယ်အင်းလေဒါဆိုတို့အတားလေးကဝေယုံတော့ဘက်မှာတော့ပြောကြတာပေါ့ ထို့သို့ဆိုပြီးနှစ်ဦးသားပွဲခင်းနှင့်အတော်အလံဝေးတဲ့လူရှင်းနဲ့ဝေယုံတော်ဘက်ကိုထွက်လာကြ၏ဝေယုံတော်ကိုရောက်တာနဲ့တင်ထွန်းကတန်တန်းကိုလှမ်းဖက်ရင်းကဲဘာပြောမလို့လဲပြောလीထို့သို့ဆိုကတအားဖက်ပြီးနန်းနေတောက်ထားတဲ့အရက်ကလေးတက်လာ၏နောက်တော့တန်တန်းကိုပွေလေလိုက်တဲ့အကိုနေခင်းကြီးကွာအိုးတန်တန်းကလေးကွာအကိုကပွဲကူးရအောင်ပါတန်တန်းတို့ကမနှက်ပြန်မလိုက်လာမှမဟုတ်လား ။ Now အခုညီမက လိမ့်မပါရဲကွာ။သူတို့ပြောရင်လည်းသူဆန္ဒကိုအောင်မြင်မှုစူးစမ်းရီ။တန်တန်းကလည်းသူပြောရမယ့်စကားအတော့တင်ထွန်းကိုခြေနဲ့စီရန်လိုက်ရော့ပေးလိုက်တဲ့။တင်ထွန်းဆန္ဒပြေသွားပြီဖြစ်တဲ့အတော့ကဲညီမဘာပြောမလို့လဲပြောလေ။အကိုဟိုဟိုလေညမအကိုနဲ့အတူနေမိတာအချိန်လဲမနေတော့ဘူးနော်အင်းမအကိုသိပါလေချစ်တာကိုခုခုလေ ညီမဟိုဟိုကမလာတော့ဘူးအကိုဒီတော့ညီမမှာကိုဝင်ရှိနေပြီအဲ့တော့အကိုညီမကိုလက်ထက်ယူပါနော်အကိုပွဲကင်းကလူကြီးတွေရှေ့မှာဖြစ်ဖြစ်ရှေ့သွားမယ်ရွာတကြီးတွေရှေ့မှာဖြစ်ဖြစ်ရှေ့သွားမယ်ရွာကလူကြီးတွေရှေ့မှာပဲဖြစ်ဖြစ်ညီမကိုလက်ထက်ပါနော်အကိုနော်အကိုရေနော်ဘာလက်ထက်ရမယ်တင်ထွန်းထံကကျဲလောင်တဲ့အတန်းကြောင့်တန်းတန်းရဲ့တကူလုံးတုန်ခါသွားရည် တင်ထွန်းအဖို့လေသူဘလို့မှမျောလင့်မထားတဲ့လက်သည့်တလုံးနဲ့အရှိုက်တိတ်တိတ်ကိုအထိုးခံလိုက်ရတယ်လို့အသက်ရှူရက်သွားတယ်လို့ထင်သွားတယ်။ဟုတ်တယ်လေအကိုတန်တန်အကိုကိုဘဝဖော်ကောင်းတူးလို့အာကိုမိလို့အကိုဇန္နာကို အမြဲလိုက်ရောခဲ့တာပါအကိုခုဒီကိုဝင်ကလည်းတကယ်ရှိတာမို့အကိုကိုဖွင့်ရတိုင်မြင်ရတာပေါ့လက်ထပ်ပြီးတော့တရားဝင်ယူမယ်မဟုတ်လားကို တန်းတန်းရဲ့စကားတို့ကတင်ထွန်းအတွက်ကျိုးဝိုင်းတောင်မှပိတ်ပြီးအထိုးခံရသလိုပြင်းထန်စွာခံစားရခံနေတယ်။ဒီတော့လေယောက်ျားတဦးရဲ့ပရိရဲ့ကိုအတုံးချပြီးဖြည်းဖြည်းမှစဉ်းစားကြတာပေါ့ကွာအချိန်တွေရှိပါသေးတယ်။အကိုတို့အချိန်ရှိသေးပေမယ့်ညမတို့အချိန်မရှိတော့ဘူးအကိုဒီတော့ဒီပွဲကိုပွဲမကူးခင်မှာဈေးဥက္ခရာတွေရရှိမှာညမကိုလက်ထက်ယူပါမယ်လို့ဂရီးပြုတ်ပေးပါကိုရေနော် တင်ထွန်းအကြက်ကင်ခံလိုက်ရရင်ထို့ကြောင့်ဘာလဲတန်တန်မင်းကငါ့ကိုအကြက်ကင်နေတာလားတင်ထွန်းကိုဒီလိုအချောင်ဖမ်းလို့ရမယ်ထင်လားဟမ်မင်းရဲ့ဒီကိစ္စဟာငါတယောက်တည်းလို့မင်းပြောတိုင်းယုံရမှာလားငါကယုံရမှာလေလားထို့တို့မေးလိုက်တယ်ဘာဘလို့ပြောလိုက်တယ်အကိုဒီကိစ္စကအကိုတယောက်ကလွဲပြီးတော့တန်တန်ဘသူနဲ့မှတော်စမ်းမှာတော်ဖျားပွဲရဲ့ဗျံကြစည်းစိတ်တယောက်ကငါတယောက်တည်းပါဆိုတာကိုယုံရအောင် ငါကယူလာတန်းတန်းရဲ့မိုးချိုပြေးရပါစေအကိုရဲ့တန်းတန်းလေအကိုနဲ့ဖျားရတဲ့ဒီကိစ္စတော်ပြီဆိုတော်တော့ဘာပဲဖြစ်ဖြစ်နင်းကိစ္စနင်းရှင်းငါကတော့တာဝန်လည်းမရှိဘူးလက်လည်းမထက်ဘူးအော်ရှင်ကဒီလိုလားဒါဆိုလည်းဖြစ်ပါရဲ့ဟောဒီကျမလုံကြီးမရှင်နဲ့ဖြစ်ခဲ့တဲ့တတ်တွေအဖြစ် လူကြီးတွေကိုတော့တိုင်မယ်ရှင်ဘာငင်းချက်ထုတ်မလဲတကယ်တော့မွေးမာလဲပချုပ်ဖပြုတ်မာလဲအစေးရှိချောင်းတန်းတန်းကဝင်းဝါပြလိုက်တဲ့ တင်ထွန်းဒေါသကအမြင့်ဆုံးအဆင့်ကိုရောက်သွားရင်နေငါမြငါ့ကိုဒီလိုစိန်ခေါ်ရပေါ့ဟုတ်လားမိဝဝင်တောက်လာတဲ့မျက်လုံးစုံနဲ့စိုက်ကြည့်လိုက်တဲ့တန်တန်ကတင်ထွန်းကိုရဲဝံ့စွာပြန်ကြည့်ရင်ရှင်ဆုံးဖြတ်ပါ ကျမကိုမယူရင်အခုပွဲကင်းစည်းကလူကြီးတွေစီတွားပြီးတော့ရှင်ကျမကို အလိုမတူပဲနဲ့အာရမကျင့်ပါတယ်လို့တန်တန်စကားမဆုံးခင်မှာတင်ထွန်းဒေါသကပောက်ကွဲသွားပြီး ဟာဒီလောက်ဖြစ်တဲ့ကောင်မထိုးတို့ပြောရင်နဲ့ပွဲတိုင်းကျော်သူ့ရဲ့ဘဲဝိုက်လက်သီးကို အားထည့်ပြီးအသက်ကုန်ထိုးပြန်လိုက်တဲ့တခွန်းသာအော်ပြီးတန်တန်ကနောက်ကိုဘိုင်းကနေလဲကြသွားရီကဲမှတ်ပြီလားငါ့ကို အချင်မှတ်နေလားထိုးတို့ပြောရင် တင်ထွန်းကလှဲ့ထွက်လာခဲ့တယ်ဒေါသအယောက်လက်ပါခဲ့တော့လေသူ့လက်ကစနစ်တကျလေးကျင့်ထားတဲ့လက်သီး ထိုထက်ပိုပြီးဆိုတာက သူထိုးလိုက်တော့လဲကြခဲ့ရတဲ့တန်တန်ကဝေယုံဘေးကရေဟိုင်ငယ်တဲ့ကိုမှောက်ရက်ကြသွားပြီးရေထဲမှာအသက်ရှူရက်ခါတေဆုံသွားခဲ့ရတဲ့ဒီတော့လေဆန်နပွဲဈေးတဲ့တင်းထွန်းဘဝမှာလူသက်သမားတင်းထွန်းဘဝကိုအလိုလိုရောက်ခဲ့ရတဲ့အကယ်လို့သာအရက်တော့မထားခဲ့ရင်ဒါမှမဟုတ်သူထိုးလိုက်တဲ့လက်သီးအားကတာမန်ယောက်ျားတဦးရဲ့ဒေါသအရောက်ထိုးတဲ့လက်သီးဆိုရင်အီမြတီပြင်းထန်မှာမဟုတ် ယခုတော့တောက်ထားတဲ့အရက်စနေတကျလေးကျင့်ထားတဲ့ပြင်းထန်တဲ့လက်သည် လူသားတအူးရဲ့ပျော့ကွက်အားနေချက်တက်ကွင်းစီကိုထိုးခဲ့တဲ့ကန်တရားကလူမိုက်တို့ဘက်မှဘယ်တော့ကမှရက်တည်ပြီးလိမ့်မရှိဒီအတွက်သူ့ရဲ့လက်သီးထံနဲ့သူ့ကို လူသတမဘဝကိုတေချာအောင်တွန်းပို့လိုက်တဲ့အရာက သူမထင်မှတ်လိုက်မိတဲ့ရေအငယ်တစ်ခုဖြစ်ကြောင်းတင်ထွန်းသိလိုက်ချိန်မှာအားလုံးကောင်းပါလေခင်ဗျာ တိုးတိုးဆိုတဲ့သူ့ရဲ့လေးတန်းကညာဦးရန်ကို ဖောက်ထွင်းပေါ်ထွက်လာခဲ့တယ်။စာရေးသူဆရာကြီးကိုလည်းကျေးဇူးတင်ပါရီ။ဟုတ်ကဲ့ဇလန်းလေးကတော့ဒီနေရာမှာပဲပြီးဆုံးလို့သွားပါရရှင်။နားစင်အားပေးခဲ့ကြတဲ့တအူးတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါရရှင်။